တရင်ကြုံလာပြင်းနေတော်မရှောင်းကိုပြည်သူကိုတက်ဖြတ်နေတဲ့စစ်ကောင်ရှင်လေးတရင်လေးချောင်းတိုက်ခိုက်မှုတွေကြောင့်တည်ဆုံးမှုအများဆုံးဟာညနေပိုင်းနေမှာဖြစ်တယ်လို့မြမစစ်ဘက်ရေးရနဲ့ဒုံကြုံရင်ဆိုင်ရလေးလာရေးအဖွဲ့ MDS ဆိုင်ရဲ့သူတည်တနာရသိရှိရပါတယ်။ MDS ဆိုင်ရဲ့စက်တင်ဘာလအတွင်းလေးချောင်းတိုက်ခိုက်မှုဆိုင်ရာတုံးတက်ချက်တဲမှာလေးချောင်းတိုက်ခိုက်မှုစုစုပေါင်းရဲ့83ရာခိုင်နှုန်းဟာနေ့ချိန်မှာဖြစ်ပွားပြီး29ရာခိုင်နှုန်းဟာညဘက်ဖြစ်ပွားလေးရှိရလို့ဆိုပါတယ်။ အဲလိုကြိုက်ခိုက်မှုအများဆုံးမှာဂျက်ဖိုက်တာကိုတုံဖြူပြီးလူနေစေရွာပုံရှင်ချောင်းနဲ့စတင်ချောင်းနဲ့ကိုပြတ်မှတ်ချတိုက်ခိုက်မှုကအဓိကပါဝင်တယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့စတင်မာလာအတွင်းလေးချောင်းတိုက်ခိုက်မှု72ကြိမ်ရှိခဲ့ပြီးအရသာပြည်သူတွေကလေးတငယ်နဲ့ကျောင်းသားတွေအပါအဝင်139ဦးတေဆုံးတဲ့အပြင်189ဦးထဏ်ရာရခဲ့တယ်လို့ MTSA ရဲ့စင်ရာသိရှိရပါတယ်။ အရိကာလာကျွင်မနေ့6လနိုင်ကနေနေကင်း7နိုင်ကျွင်လေဆောင်တိုက်ခိုက်မှု23စိနေကင်း7နိုင်ကျော်ကလည်းညနေ6နိုင်ကျွင်38စိနဲ့ညနေ6နိုင်ကနေမနေ့6နိုင်ကျွင်22စိစစ်တပ်ကကျုံးလုံးခဲ့တယ်လို့ဆိုပါတယ်ဒီဆောင်တိုက်ခိုက်မှုတွေကိုစီးပြတ်မဲ့လို့တတ်မှတ်နိုင်တဲ့နေရာတွေအပြင်စီရရဲစစ်ပေးဆောင်စခန်တွေဘာသာရေးတဲ့ပညာရေးဆောင်တွေကိုလည်းပြင်းထန်ချင်းကြီးတိုက်ခိုက်နေရလို့ MDS ဆိုင်ကပြောသွားပါတယ်